ခုတင်ဆက်ပေးမယ့်သတင်းကတော့ကျွတ်တို့ညစီတွေကြာဆင်းမှုကြောင့်တောင်သူများအရှုံးပေါ်နေတဲ့သတင်းပဲဖြစ်ပါတယ်မြမပြည်လေပိုင်းမှာလူကျက်သူတွေတက်တွေတူဖို့ချိန်မှာဈေးကွက်ကျဆင်းနေတာကြောင့်ကျက်သူဆိုင်တောင်သူတွေဟာအရှုံးနေနေရင်ဆိုင်နေရတယ်လို့သိရပါဗျ။ကျက်သူအသေးစိတ်နှုံးတွေကြားတဲ့အပြင်ကိုကျက်သူပိတ်တာချင်းအထွတ်နှုံးရောကြတဲ့အတွက်ကြောင့်တောင်သူတွေမှာစိုက်ပျိုးကုန်ကြစေအရေးမပြတ်မရတဲ့အထိအရှုံးပေါ်ရတာဖြစ်တယ်လို့သိရပါဗျ။ စတုံဆိုင်ခင်တွေကကိုတန်ချိန်6000ကနေတပေါင်းကြထွက်ရှိသူတွေကသာအကျိုးမြတ်ခံစားရတာဖြစ်ပြီးကုန်ချိန်တပေါင်းဝန်းကျင်ထွက်ရှိသူနေပြီးတော့ကုန်ချိန်9000ဝန်းကျင်ထွက်ရှိသူကုန်ချိန်2000ကနေ3000ထွက်ရှိသူတွေများရလို့သိရပါတယ် ။လက်ရှိမှာတော့ကျေးဇုံအကြီးအသေးအယောနောတပိတာကိုတာလူတွေရရှိတဲ့ဈေးနှုန်းကအမြင့်ဆုံးတထောင်ကျပ်သာရရှိနေရလို့သိရပြီးနေရာဒေသအတိုင်းဈေးနှုန်းကတပိတာကို100ကနေ200ကျပ်ကွာခြားမှုတွေလည်းရှိရလို့သိရပါတယ်။ဘေးနာကုန်စည်တိုင်းမှာတော့ခုရဲ့ပိုင်းမှာကျေးဇုံကောင်းဝယ်ရမှုတွေနေတာပြီးတော့ဝင်သမျှကျေးဇုံနဲ့အားဝယ်ဖြစ်ကြောင်းဈေးကွက်အနေနဲ့တပိတာကိုတထောင်ကျပ်ကနေ2400ကျပ်အထိဖြစ်ပြီးတော့မြစ်သားကျေးဇုံကဈေးနှုန်းအမြင့်ဆုံးဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့မတူတူကွာပေးပို့လာပါဗျ။